ထားရေးစီရနေဒီဇာတ်ကမ်းလေးကိုသူကြည့်လာတယ်ပေါ့နော်။ဒီလာပြီးတော့ကျွန်တော်မဲ့ရိုက်ချင်ပါတယ်ဆိုပြီးတော့သူစပြီးတော့ကန်းကန်းတာပေါ့နော်။ကန်းကန်းတဲ့အချိန်မှာလည်းကသူနဲ့ကိုပြင်းနေပေါ့နော်။အေးသူနဲ့ပြုတ်ဆောင်နေပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်။ပြောတော့အဲ့မှာလူဂျုံနေရလူစီဆွဲနေရလို့လူစီဆွဲနေရကိုကျွန်တော်ပြောခြင်းတဲ့ပုံစံဘယ်လိုအနေထားရှိရမလဲပါဆိုတော့ကျွန်တော်ရအောင်ပြောလိုက်တယ်ပေါ့နော်။ပြောလိုက်ချိန်မှာဒါထုတ်ပြန်တဲ့ကျွန်တော်ဝေးဆက်ပြီးရယ်အဲ လိုက်ဖတ်တယ်လို့ကျွန်တော်ယူဆရဲတော့လက်ခံရဖြစ်ပြတာ။ဆရာလေလူကြီးဘယ်တော့မှမရအောင်လောက်ကြဘူးလို့လေအာဒီရနေစကားကအဓိကတော့အိမ်တော်ရေးစကားပေါ့နော်အိမ်တော်ရေးကိုမှကျွန်တော်တို့ပညာပေးလေးနည်းနည်းပါပါအိမ်တော်တခုဟိုအိမ်တော်ရေးပြဿနာဆိုတာနည်းနည်းများရှိတတ်ကြရဲ့သဘောပေါ့နော်ဒီဘာကိုဦးစားပေးတဲ့နယ်ဆိုတော့ ဥတီချန်နယ်ပေါ့နော်အဲ့ဒီဟာပေါ်မှာပညာပေးထားတဲ့ဇလန်တို့ပြုစားရေးဖြစ်ပါတယ်ဒီဇလန်တို့ကိုအော်တိုမတ်တစ်ပတ်မှာလဲဘယ်လိုလဲအာကျွန်တော်ဒီဇလန်လေးဟိုက YouTube channel တစ်ခုမှာကြည့်ရမှာပါအဲကျွန်တော်တို့ဒါမဲ့တပတ်ခါပေါ့နော်တပတ်ခါကြာလို့ရှိရင်အဲကျွန်တော်ဒီ page လေးတစ်ခုအနေနဲ့တော့ကြီးညာပေးပါမယ်။အာဒီ Instagram podcast ကဒီ Instagram podcast ကအဲဒီ Instagram podcast ဆိုတာအထက်ပေါ့နော်။အဲကျွန်တော်ပထမဆုံးဒီ Instagram ကို ပြီးတော့ရိုက်ပေးပါဆိုပြီးတော့ robust လောက်တာရပါเนาะအဲရလာဆက်ပြီးတော့ဒီ photo type စီကနေဒီ segment လေးကိုသူကြည့်ရတယ်ပေါ့เนาะဒီလာပြီးတော့ကျွန်တော်နဲ့ရိုက်ချင်ပါတယ်ဆိုပြီးတော့သူဆက်ပြီးတော့ကန်းကန်းတာပေါ့เนาะကန်းကန်းတဲ့အချိန်မှာလည်းကသူနဲ့ပိုပြင်းနေပေါ့เนาะပြင်းနေတယ်ပြုတ်ဆောင်နေပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့เนาะပြောတော့အဲ့မှာ room zone နေရာ room စီဆွဲနေရာလို့ဆိုတယ်ဆီဆွဲနေရာကိုကျွန်တော်ပြောခြင်းတဲ့ပုံစံ ဘယ်လိုအနေထားရှိရမလဲဆိုတာကျွန်တော်ရအောင်ပြောလိုက်တယ်ပေါ့နော်ပြောလိုက်ချိန်မှာဒါထုတ်ပြန်တဲ့ကျွန်တော်ဝိဆက်ပြီးရယ်အဲ లై ဖ်ဖတ်တယ်ဆိုကျွန်တော်ယူစားတဲ့အတွက်လက်ခံရတယ်ကျွန်တော်ကျတော့နည်းနည်းပြောပြောမလဲအဲစကားတကားရိုက်မယ်ဆိုရယ်ဟို feeling ခံလို့ပါဆိုအရင်သဘောကျရယ်ပေါ့နော် ကိုကအရင်ပန်းနူမသွေးကြတော့ကျွန်တော်အဲ့လိုနည်းနည်းလေးဟိုသူများသူများအိမ်အောင်ဖြက်စည်းရတော့အဲ့လိုမျိုးသူများကြီးစားလူရာတော့အဲ့လိုခဏလေးဆိုပုံပြီးပိုင်နိုင်တယ်လို့ထင်တယ်ကိုကကိုပွေးခဲလို့ပုံစံမျိုးဆိုထင်တယ်ပေါ့နော်ဒီဇကာအရာပါအားကြောင့်ကိုချောအဲ့ဒါလေးကိုသဘောကျပြီးတော့လက်ခံပြတာပါအဲဟုတ်ကျောင်းရဲ့အနုပညာဆိုရင်တော့ဒါကကိုအနုပညာပဲလေအဲကြတော့ကိုလုံးနိုင်တယ်လို့တော့ခံယူထားတယ်ခံယူထားတဲ့အတွက်ကြောင့်မို့လို့ ကြောက်တဲ့စိတ်ကနည်းနည်းတော့ရှိပေမဲ့ပေါ့နော်။ဒါပေမဲ့လည်းကိုပထမအဦးဆုံးလှုပ်ကြည့်ချင်တယ်ဆိုပြီးတော့အဲ့လိုမျိုးလည်းခံလိုက်တာပါရှင်။ဟာ။ဒီအများကြီးကျိုးစားပါတယ်။ဒီကားမှာဆိုရင်အဲတယောက်ဆောင်အစ်တယောက်တော့မပြောနဲ့ပေါ့နော်။တယောက်ဆောင်နေကြသူတယောက်တော့မှတချို့စင်းလေးတွေမှာဆိုခက်ခဲတဲ့ပိုင်းလေးပါတယ်ပေါ့နော်။ကျွန်တော်ကိုယ်တိုင်လည်းအဲကျွန်တော်ကဟိုတယောက်ဆောင်အစဉ်ပြေဖို့ဆိုတာကျွန်တော်ဇက်ကောင်းမှုပဲအဲ ဓိကထားပြီးသွားတော့ကျွန်တော်တင်နေတယ်ထင်တာတင်ရပါတော့တင်တဲ့အချိန်မှာလည်းသူတက်နိုင်ဆုံး guide book ပေးရဲ့တော်တော်ငင်းခဲ့ပါတယ်ဟိုသူအများကြီးကြိုးစားပါတယ်မရှိနော်ကိုပြီးကြတော့အဲ့လိုရှင်းနိုင်ပါကွာကြတော့မောင်နှမလိုလည်းဖြစ်နေတာဆိုတော့လေအဲ့သူတော်တော်ဆာအဲ့လိုရင်းနှီးမှုရအောင်လုပ်တယ်ဆိုတော့ဘယ်လိုပြောရမလဲအဲ့လိုဟိုဘာဖြစ်ဒီကအိမ်အောင်ကြီးကားလည်းဖြစ်တယ်ဆိုတော့ဘောတော့ချက် လိုတွတ်တွတ်ထိထိပေါ့အဲ့လိုမျိုးသွားချီရင်ချီနေနေရင်းနှီးလာပြီးတော့အဆင်ပြေသွားပါတယ်ဟုတ်အိမ်ကမိန်းမကိုစိတ်ကုန်ပြကြရေပေါ့နော်အဲ့လိုချောရလာလေးတွေ့ကိုယူထားတာတော့ဒီယိုသားမိန်းမပဲယူမှာယောက်ျားတိုင်းကအယံကိုလှပပြီးတော့အယံကိုအဲ့လိုထမ်းမြက်နေမိန်းမရဲ့ထက်သူတို့ရဲ့လက်အောက်မှာသူတို့ပြောသမျှသူတို့ထားသမျှနေမဲ့မိန်းမမျိုးယူရဲဒါပေမဲ့သူတို့ကပတ်သက်ပြီးဆိုရင်မိန်းမကိုယူသွားပြီဆိုရင်အဲ့လိုကိုယ်ရီလို small တသိန်းလေးလက်လာလေးရဲအဲ့လိုမျိုးရှာတတ်ကြရဲပေါ့နော်အဲ့ကြတော့ အဲ့ဒီအကြောင်းလေးတွေကိုဥစားပေးပြီးရိုက်ထားဖြစ်တဲ့အတွက်ပေါ့နော်အဲအဲ့ရနက်ကတော့အိမ်အောင်ကြီးစကားကောင်းစကားဖြစ်မယ်လို့ထင်ပါရဲ့ရှင်ဟုတ်